ရှင်းရပိတဲ့ကြည်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့တင်ဆက်သူဝတ်တုံးပါဒီနေ့မှာတော့ဝတ်တုံးတို့ရဲ့ချစ်ဆုံး channel လေးကနေတင်ဆက်ပေးခြင်းနဲ့အပြာရသစာပေဇလန်းလေးကတော့ဆီယမသမုတ်တခေမဆိုတဲ့အမှောင်ဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီတော့ဇလန်းလေးမစတင်ခင်မှာဝတ်တုံးတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့နဲ့ဘေးနားက notification လောင်းလေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ဆိုဝတ်တုံးဇလန်းလေးကိုစလိုက်ပါမယ်ဟဲ့ကြော်ကြော်ဘာလုပ်နေတာလဲ ဆရာမဒေါခင်ဒေတာဆိုးရဲ့အတန်းကြောင့်စာသင်နေတော့သူမအဝေးမြင့်ကြီးနေကျွန်တော်တတိဝင်လာပါတယ်။လာစမ်းနေအခက်ရှိထွက်ခဲ့စမ်းဆရာမကကျွန်တော်ကိုခေါ်လိုက်ပါတယ်။ခုနကငါရှင်းပြနေတာနားလည်ရလား။ရှင်းရောရှင်းရဲ့လား။ဘိုက်ခါကိုသူမလက်ချောင်းဖြူဖြူတော်တော်လေးနဲ့ဆွဲလိမ့်လိုက်တာကြောင့်ကျွန်တော်နှင်းငယ်နာသွားတယ်။နေအဲ့ဒါကြောင့်လည်းဒီအသက်ရဲ့ဒီစေတမ်းမအောင်လား။တကယ်တော့တန်းတန်းမှာကျွန်တော်အသက်ကြီးဆုံးမှာအသက်က18နှစ်ကျော်ပါပြီ။ကြောင်းထားတာနောက်ကျတာရဲ့၄နှစ်နဲ့၈နှစ်မှတနည်းစီကြာပြီး နှစ်နှစ်တက်ခေရတာကြောင့်၁၈နှစ်ကျော်မှ၁၀တန်းရောက်ခဲ့တာပါအဲ့တော့နေအတန်းရှိမှနေရဆွဲပြီးထိုင်ထားလို့စမ်းအတန်းထဲကကောင်းမလေးတွေနဲ့ယောက်ျားလေးတွေကလောင်ပြုံပြုံကြည့်နေကြပါတယ်သူတို့ကကျွန်တော်ကိုလှောင်နေချဖြစ်တာကြောင့်ကျင်းနဲ့အားရတဲ့ကြည့်နေနဲ့ကြည့်နေကြပါတယ်ကိုယ်နဲ့ရကိုယ်ဆွဲပြီးထိုင်ထားလုပ်နေရပါတယ်ဒီနှစ်သုံးလေးခန်းထဲမှာလောင်ပြောင်တဲ့အတန်းများထွက်ပေါ်လာပါတယ်ဝမ်းနဲ့တဲ့ကြောင့်မျက်ရည်တွေလည်းကျလာပါတယ်ပေးကဲအားလုံးတော့ကြဆက်ဆက်တယ်မယ်ဟိုကောင် ချော့ချော့နင့်ကိုနှစ်ယောက်ကိုဆွဲပြီးတရှိမှာမတက်ရက်နေဆရာမဒေါခင်သီရာဆိုကကျွန်တော်ကိုပြောလိုက်ပြီးသူမကစားဆက်တင်နေပါတယ်ကျွန်တော်ကတော့တရှိမှာမတက်ရက်လို့ပေါ့သူမကဒီချောင်းကိုပြောင်းလာတာမကြသေးပါဘူးဆရာမက25နှစ်လောက်တော့ရှိပါပြီဇီဝပေးတာဆရာမပါအသားပြည့်ပြည့်အရှက်၅ပြည့်လေးလည်းမလောက်ရှိပါတယ်ရုပ်ကလည်းတော်တော်ချောတယ်မျက်နှာလေးကဖွေးဤနေပြီးတော့နှုတ်ခမ်းပူပူလေးကိုနှုတ်ခမ်းကြီးအမြဲဆိုးလေးရှိပါတယ်တင်မာတွေကလည်းတော်တော်လေးလာပါတယ် ဒါကြောင့်စာသင်နေတော့ငေးချီနေမိပြီးစာသင်တော်ကိုစိတ်မရောက်တဲ့အတွက်ကျွန်တော်အခုလိုခံလိုက်ရတာပါ။သူမကစာသင်ကုန်ပေါ်တက်ပြီးစာသင်နေတဲ့အချိန်မှာစာသင်ကုန်အောက်မှာနရက်ဆဲပြီးမှတ်တရရနေရတဲ့ကျွန်တော်ကိုသူမလှုပ်ရှားလိုက်တိုင်းချောင်းသိန်းတို့ကြီးအောက်ကတစ်ချက်တစ်ချက်ပေါ်ပေါ်သွားတဲ့ခြေတလုံးဝင်းဝင်းလေးကို ကြည့်ပြီးရင်းနှီးတဆက်ဆက်ခုံလာတယ်လို့ခံစားလိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းတွေကိုမြင်ရရင်ဆရာမတို့ခင်သေးတာဆိုအပြစ်ပေးတာကိုကျင့်နေမိတယ်လို့ဖြစ်နေတာကိုကထူးဆန်းနေပါတယ်။အာတချို့ ကျွန်တော်စုတ်တဲ့ညီညီလိုက်တယ်နေ့လည်ကဆ ਿਆ မရိုက်ခဲ့တဲ့တင်မကနာကျင်နေတာကိုဒါပေမဲ့ဆ ਿਆ မပေါ်မခြင်းမနဲ့မဖြစ်မိပဲဒီလိုခဏခဏရိတ်ခန့်ခြင်းမိရဲ့မိမိစိတ်ကအံ့ဩနေမိရဲ့အဲဒီဝါသနာကတော့ကျွန်တော်15နှစ်သားရွယ်ကလေးကစတင်ခဲ့တယ်မိကလေးများရဲ့ခြေချောင်းလှလှတွေမြင်အဲဒီခြေပွားလေးတွေကိုပြေးခြင်းနဲ့ပါကြောင့်ဒီလိုဖြစ်မှန်းမသိတို့တင်လာတဲ့ခင်ရဲ့ညီဖုန်းတွေပေါ်များလာတော့အင်တာနက်များမှာကျွန်တော်ဖြစ်နေတဲ့ခံစားချက်နဲ့ကိုက်ညီမှုကိုရှာတွေ့ခဲ့တယ်အဲဒီခံစားချက်မှာကျွန်တော်တယောက်ရဲ့ခံစားချက်ပါပဲ ဆရာမဒေါခင်ဒေတာဆိုကတော့ကျွန်တော်တို့ကျောင်းသို့ပြောင်းလာတာနှစ်လခန့်ရှိပါပြီ။ကျွန်တော်ရဲ့မိခင်ဖြစ်သူဒေါ်ရီမုံမုံမောင်ရဲ့ညီမဖခင်ဖြစ်သူကအလုံများလာကြောင်းအိမ်မှာအမြင်မရှိဘူး။ခရီးထွက်နေတာများလာကြောင်းကျွန်တော်ကိုကြီးဝန်းဆိုင်နိုင်ဘူး။ဒါကြောင့်ကျွန်တော်လည်းလွတ်လပ်ချင်တိုင်းလွတ်လပ်နေတယ်။မိရေးဖြစ်သူနဲ့သာအနေများတယ်။ပြောရရင်တော့ဆရာမဒေါခင်ဒေတာဆိုနဲ့မိရေးဖြစ်သူတို့ကိုကျွန်တော်စိတ်ထဲကပြပြောရရင်တော့မိရေးဖြစ်သူဒေါ်ရီမုံမုံမောင်ကလည်း တတော်ကိုလှပါရယ်အသက်30ကျော်ဆိုပေမဲ့ကျွန်တော်ဖခင်နဲ့ကလေးမရသေးတာကြောင့်တခါတရံကြည့်ရင်အပြိုလို့ထင်ရအောင်ပြင်ဆင်တတ်တယ်။အမလင်မာသားလေးကတော့ခန်းထဲမှာစိုးစလာမင်းနဲ့မမှုရီနင်းကတော့လောက်ပဲတည်တာကိုဟာကျောင်းမရမှာခင်းနေတာစိုးအိမ်ကိုအမဖြစ်သူရီမုံမောင်လာလေတာကြောင့်ခင်းနေတာစိုးကအမဖြစ်သူရီမုံမောင်ရဲ့လင်မာသားလေးရဲ့ကြောင်းဖောက်တယ်ချနေခြင်းမှာရီမုံမောင်အပြောကြောင့်ခင်းနေတာစိုးနားမလည်နိုင်ဖြစ်သွားတယ်ဟင်ဒါနဲ့စိုးတာရှိသေးတာလားမမှုရဲ့ပြောစမ်းမအောင် ရှင်မောင်ကစကားပြောနိုင်သေးပဲတခိခိရေလိုက်ပါလေ။ဒီလိုဟာတီရာရဲ့ဟိုတမတနေ့ကနေနေ့ကလေငါလည်းဒီကောင်လေးကိုအိမ်ဆောင်ထားခဲ့ပြီးပြင်ထွက်တာလမ်းရောက်မှာပတ်စပ်ရိပ်ပါမလာတာသတိရတာနဲ့အိမ်ပြန်သွားရောအိမ်ရောက်တော့အိမ်တစ်ခုလုံးတကားတွေစီပြီးတိတ်လို့ဒါနဲ့အဲ့ဒီကောင်လေးဘေးရင်ကသူ့တငယ်ရေးစီအလဲသွားတယ်ပေါ့ခင်တာလေးငါကအဲ့ဒါနဲ့ငါခိုင်းထဲကိုဝင်လို့ဟာအတန်လိုလိုချတော့အตาလေးချောင်းကြည့်လိုက်တာအဲ့ဒီကောင်လေးဘာလို့နေရထင်လဲခင်တာဆိုစိတ်ဝင်စွာသွားတယ် ။ဘာလို့နေလို့လဲမမွေရပြောဆမ်းမအောင်။ဒီကောင်လေးကလက်တိုင်းကျင်နေရလေ။ပါဇက်ကလည်းတင်းရင်နဲ့တန်းနေထွက်နေသေးရဲ့။ခင်ဗျာတော်ဆိုးကမမွေပြောလိုက်တဲ့စကားပေါ်အံ့ဩသွားတယ်။ဟုတ်လားအမ။ဒါဆိုကျောင်းတော့ကကျမတို့ကြားဘူးတို့အပြင်မှာတကယ်ရှိတယ်ပေါ့။အေးအဲ့ငါလည်းခုမှပဲလက်တင်မြင်မှာယုံတော့တာသေးတာကြီး။ဟဲ့ကြောကြောလောင်းကျောင်းကပြန်လာပြီးခန်းထဲဝင်မှုပြင်လိုက်တဲ့ကျွန်တော်ကိုမိလေးဖြစ်သူဒေါ်ကြီးမမွေမောင်ရဲ့ခေါ်တန်းကြောင့်ချင်းလမ်းများတုံဆိုင်သွားတယ်။ဒေါ်ကြီးမမွေမောင်က အဲကမှကိုရီးယားဇလန်တွေကြည်နေချင်းမှာဘာပြတ်မလို့လဲအန်တီအေးနေနေနေចောင်းကယူလာတဲ့ရိုဘော့ကပြဆန်းပြဿနာပဲဒီနေ့ចောင်းကလားဘတ်ဆောင်မှုပဲမှာအရင်ချင်းစစ်စေးရဲ့ကပြလေးထုတ်ပေးရဲ့အစ်စ်ကနောက်ဆုံးကပြန်ရင်လည်းအစ်စ်တိနေတော့နေတော့လုံနေနဲ့နေဆရာမငါ့ကိုတိုင်ပြီးသားကဲဒီတော့နေအဖေကိုငါပြောရတော့မင်းနေဘလို့လုံမလဲဒုက္ခပါပဲဖေဖေသာဒီចောင်းတည်သွားရင်တော့အင်းကမောက်ထုတ်မှသိကြတယ်ဖေဖေကတခြားနေရာမှာခွင့်လို့ပေမဲ့ဒီနေရာမျိုးဆိုတော့ခွင့်လို့မှာမဟုတ်ဘူး မလုပ်ပါနဲ့အန်ဒီမပြောပါနဲ့ဟွန်းဒီလိုပြောလို့မရဘူးလေကြော်ကြော်ရဲ့အပြေးယူတော့ရှိရမှာပေါ့ဘယ်လိုပေးယူမျိုးလဲအန်ဒီဖြစ်လို့ရဖြစ်စီတော့ဒါဆိုရင်နင့်အဖေကိုငါတီကြောက်မပြောဘူးနင်ငါခိုင်းတာလောက်ရမယ်ဘာလို့ပြရမှာလဲအန်ဒီဒေါ်ရီမုံမောင်ဟာကနှက်ကားလေးဖွင့်လာလာပြီးတလုံးချင်းပြောလိုက်တယ်နင်ငါရဲ့ကျုံလုံးရမယ်ကြော်ကြော်လုံနိုင်ပါမလားခင်ဗျာကျွန်တော်တို့ကအော်အော်စွာထွက်ပေါ်လာတဲ့စကားတန်ကျွန်းလုံရမယ်ဟုတ်လားအန်ဒီ ဘာလဲနှင်းကမလို့ရှင်ဘူးလားရှားတယ်လीလေးဖီစီကိုငါဖုန်းဆက်လိုက်တော့မယ်ဒေါ်ဟီမမအောင်ရဲ့လက်ကစပွဲခုံပေါ်ကတယ်လီဖုန်းစီလက်လန့်လိုက်တယ်ကျွန်တော်ထိတ်လို့တုန်လို့သွားတယ်မလို့မလို့ပါနဲ့တခင်မကျွန်တော်တခင်မရဲ့ငယ်ကျွန်လို့ပါမယ်စကလုံးတွေကပါဇက်ပြားကိုဘလို့ကနေဘလို့ရောက်မှမသိသူ့မရှိမှလည်းသူ့ကိုလို့လို့ထောက်မိလဲတာဖြစ်သွားတယ်ရင်းနေလဲတဆက်ဆက်ခုံနေတာကို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 သိရဟွန်းဒေါ်ဟီမမအောင်ကတူတူလေးရှင်လိုက်တယ်ဒီလိုလေးမှစမ်းမှငယ်ချင်းကြီးရဲ့ဆွဲပါတခင်မ ။သခင်မခြေဘွားအောင်မှာနေခွင့်ပေးရတဲ့ကျေးဇူးတင်ပါတယ်သခင်မ။ရင်းနေတုံးပြီးဝါသားတယ်လို့ဖြစ်နေတာကိုထူးဆန်းအောင်ဝယ်မထင်တော့ပါဘူး။ဒီလိုဖြစ်ခွင့်ရဖို့စိတ်ကူးနဲ့ယူနေတာရှားပြီမို့လား။ဟုတ်ပြီနော်ကြောကြော။မင်းကငါ့ရဲ့ငယ်ကြုံဖြစ်သွားပြီဆိုတော့မင်းဘွားကိုငါပိုင်နေတော့ကြားလား။ဟုတ်ဟုတ်သခင်မ။သခင်မပိုင်ပါလေခမ။ဒါဆိုရင်နေဝစာလေးချွတ်လိုက်စမ်းဝီခစားလိုက်ပါလေ။ဒီမကတော့စူပါကုံပေါ်ကြောမီလို့ဒီမခြေတော်တော်တော်လေးနှချောင်းကိုကျွန်တော်ကျိုးဖို့ကို တင်လိုက်ပါလေ။အိမ်မက်တွေကတကယ်ဖြစ်လာတာခုတည်းဒီကိုမယုံမှန်တော့အောင်ပါပဲ။ တခင်မရဲ့ချစ်တော်အောင်မှာကျင့်နေထားခြင်းခံနေရတာကိုဝမ်းမနည်းတဲ့ဖြင့်ကျင့်တဲ့သဘောကျနေမိပါတယ်။တခင်မကတော့ဇလန်တွေကိုဆက်လက်စူးစားနေပါတယ်။သူမလက်ထဲမှာကျွန်တော်လက်ပင်ကိုဆွဲထားတဲ့တန်ချိုးကိုကင်ထားပြီးဆိုဖာကိုကျောမီကဆင်းယူနေပါတော့တယ်။တနအိခန့်ကြတဲ့ခါမှာတော့သူမချစ်တော်တွေကိုဖယ်လိုက်ပါတယ်။မလုံမရှာပဲနေနေရတာကြောင့်ကျွန်တော်တထောင်စစ်နေသူတွေကလည်းတော်တော်ကိုနာကျင်နေပြီဖြစ်တာကြောင့်အခုမှပဲနားရတော့မယ်လို့တွေးမိပါတယ်။ကဲငယ်ချွန်ကြီးကျွန်တော်ကောင်းကိုတောက်ခနဲ့ခောက်ကသတိပေးလိုက်ပါတယ်။ တခင်မခင်နေတာဆိုရဲ့အမိတ်အတိုင်းပဲကျွန်တော်ဟာလှုပ်ဆောင်ပေးလိုက်ရပါတော့တယ်။အော်တခင်မတခင်မနောက်ဆုံးတော့ထားပါပဲလား။ဆီယမသမဟုတ်တခင်မဇလန်လေးကတော့ဒီမှာပဲပြီးပါပြီ။ဘယ်သူနဲ့တူလိုက်ပါစီမျောခန်းစားပေးခဲ့ကြတဲ့အချစ်ဆုံးဖီးတကြီးကိုကျေးဇူးတင်ရပါတယ်နော်။နောက်နေ့ဒီမှာလည်းအကောင်းဆုံးဇလန်လေးရင်းနဲ့ပြန်လာခဲ့ဦးမှာမို့ဆောင်ပြောအားပေးကြပါအောင်နော်။